မင်္ဂလာပါရှင်ဘာမန်ခိတဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးမေလ23ရက်မနက်ခင်းတရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတရင်အနေနဲ့စစ်ကောင်စီလှုပ်ရက်ကြောင့်အာဆီယံတိုင်းခါပြုတ်လေပြည့်စေသွားပြီဟုဆိုဆိုတဲ့တရင်ပဲဖြစ်ပါရရှင်အာဆီယံအနေဖြင့်မြန်မာဆက်အုပ်စုနဲ့ဆက်လက်ထိတွေ့ဆက်ဆံရန်စီစဉ်လှုပ်ဆောင်နေမှုပေါ်အာဆီယံတိုင်းခါက စစ်ကောင်စီအာမတစားစီပြိုလဲပြက်ဆေးသွားပြီးဟုဒက်ဖန်မြန်မာဒီမိုကရေစီအဖွဲ့ကပြောသည်အာဆီယံ၏တိုက်ခါကစစ်ကောင်စီအပြောတမျိုးအလုပ်တမျိုးကြောင်းသူရောလုံရဲများအောင်တွင်တစားစီပြိုလဲပြက်ဆေးနေပြီဖြစ်ကြောင်းရမန်နေမေလ22ရက်နေ့တွင်ဒက်ဖန်မြန်မာဒီမိုကရေစီကသတင်းထုတ်ပြန်ပြောဆိုသည်ဒက်ဖန်မြန်မာဒီမိုကရေစီပြောခွင့်ရကိုနော်အောင်ကအာဆီယံ၏တိုက်ခါကစစ်ကောင်စီရဲ့အပြောတမျိုးအလုပ်တမျိုးကြောင်းသူရောလုံရဲတွေအာမတစားစီပြိုလဲပြက်ဆေးနေပါပြီအစိုးရ၏ပြုံလိုက်လို့တတ်မှုကျူးလွန်နေတဲ့ရာဇဝတ်ကောင်းနေတဲ့မျက်နှာပေါ်မှာ စိတ်ဆက်ညှိနှိုင်းရေးဆိုတာမရှိပါဘူး။အာဆီယံကမြမပြည်သူတွေကိုသာထောက်ခံရမှာပါ။လူသက်သမားတွေကိုထောက်ခံရမှာမဟုတ်ပါဘူးဟုပြောသည်။စစ်ကောင်စီကိုနိုင်ငံတကာကအကာအကွယ်ပြုနေသည့်မြေသည့်တိတ်တဆိတ်တန်ခင်းတမန်ခင်းသို့မဟုတ်ဂျာဝင်စစ်ဆက်ညှိနှိုင်းခြင်းတို့ကိုလုံးဝညှင်းပယ်ကြောင်းလဲတဖန်မြန်မာဒီမိုကရေစီကဆိုသည် စာတင်ကြောင်းတွေကိုပုံကျဲပြီးကလေးတငယ်တွေကိုရက်ဆက်ကြမ်းကြုတ်စွာတပ်ဖြတ်နေသူတွေကိုတရားဝင်မှုမပေးနိုင်ပါဟုကိုနော်အောင်ကပြောသည်။အာဆီယံရဲ့တိုက်ခါကသူတို့ရဲ့အပြောတစ်မျိုးအလုပ်တစ်မျိုးကြောင့်သူတို့လုံရက်တွေအောင်မှာပဲတစားစီပြုတ်လဲပြက်စီနေပါပြီဟု၎င်းကဆက်လက်ပြောသည်။မလေးရှားနိုင်ငံကဥက္ကဋ္ဌဖြင့်ဥဆောင်ကျင်းပမည့်46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအတွက်အာဆီယံမှပြင်ဆင်နေစဉ်အာဆီယံအနေဖြင့်စစ်ရာဇဝဲကောင်များနဲ့ဆက်ဆံရေးအားလုံးကိုရပ်တန့်ရမည်ဟုလည်းတဖန်မြန်မာဒီမိုကရေစီကထုတ်ပြန်ထားသည်။အာဆီယံအနေဖြင့်အောင်မြင် င်မှုမရှိတဲ့အာဆီယံဘုံသဘောတူညီမှု၅ချက်ကိုကျော်လွန်ပြီးမြန်မာအရေးအားမြန်မာပြည်သူများကဥဆောင်နိုင်သောဖြည့်ရှင်နေတရကိုထောက်ခံအားပေးရန်လိုကြောင်းပြောသည်။ထို့ပြင်ဆဲအုပ်စုနှင့်စိတ်ဆက်ညီနိုင်ရန်တော်လိုင်းအင်အားစုများနှင့်အရက်ဘက်အဖွဲ့အစည်းများပေါ်ဖိအားပေးနေမှုများအားရှက်တံပေးရန်လည်းတဖန်မြန်မာဒီမိုကရေစီအားတောင်းဆိုထားသည်။ စိုးစိုးနဲ့တွေးဆဆွေးနွေးမှုတိုင်းကသူတို့ကိုအင်အားပိုကောင်းလာဖို့အားစီကျွေးနေတာပဲဖြစ်တယ်။ငြိမ်းချမ်းရေးအတွက်မဟုတ်ဘူး။အာဆီယံအနေနဲ့ဒါကိုတန်ခင်းတမန်ခင်းပြောပြီးဟန်ဆောင်နေတာတွေကိုရက်ပါ။ဒါကကြံ့ရပါနေတာပါဟု DMD ပြောရေးဆိုခွင့်ရှိသူကိုနော်အောင်ကပြောသည်။2021ခုနှစ်ဆက်အာနာသိန်းချိန်မှစပြီးအာဆီယံသည်မြန်မာစစ်အုပ်စုကိုစပွဲဝိုင်းနဲ့ပတ်ဝန်းနိုင်ရဲ့နေရာပေးကန့်လန့်ခဲ့ခြင်းသည်ပြည်သူများပေါ်ပုံကျဲတက်ဖြတ်နေမှုများကိုမျက်ကွယ်ပြုထားသလိုဖြစ်သည်ဟု DMD ဖွဲ့ကဆိုသည်။စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှု ကြောင့်အသက်ဆုံးရှုံးခဲ့ရသည့်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်ရသည့်လူအခွင့်အရေးနှင့်နိုင်ငံတကာဥပဒေများကိုလုံးဝမတည်မဲမြင်ပြုကြောင်း DMD ကဆက်လက်ပြောသည် အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအင်ဘရာဟင်အနေဖြင့်လည်းမြန်မာအချက်တဲဖြေရှင်ရာမှာစီချက်ပြီးပြပြတသာဦးဆောင်မှုပြသရင်လည်းအရက်ဘတ်အဖွဲ့စီ285ဘွဲကလည်းမေလ22ရက်နေ့ကအိပ်ဖွင့်ပေးစာဖြင့်တောင်းဆိုထားသည်မေလ12ရက်နေ့ရှင်နေ့နောက်ပိုင်းစကန်နိုင်နေ့ရခိုင်ပြည်နယ်မှာစစ်ကောင်စီလေးချောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးတငယ်များဆရာမများအမျိုးသမီးများပါဝင်လူပေါင်းဒါဇင်နှင့်ချီတိတ်ဆုံခဲ့ရသလိုရှားနှင်းချီသောကလေးငယ်များလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်နိုင်ငံရေးအကျဉ်းသားများကိုညီဆောင်ရှော ရေးအသင်း AABB စီရင်အရာ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှမေလ22ရက်နေ့အထိနိုင်ငံတော်ဝန်တိုင်းစစ်ကောင်စီပြစ်ခတ်တိုက်ခိုက်မှုကြောင့်လူပေါင်း90ဦးထပ်မံနေသေးဆုံးခဲ့ကြောင်းရှင်မင်းလေးကထုတ်ပြန်ထားသည် ဆလဘေးစကိုင်းမြို့တက်မ33မှာတက်ကြတူလက်နက်ခေရန်များနဲ့အတူအလင်းဝင်လာပြီးစစ်တပ်ကိုပြန်လည်တိုက်ခိုက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းစကိုင်းမြို့အခြေဆိုင်တက်မ33မှာတက်ကြတူလက်နက်ခေရန်များနဲ့အတူအလင်းဝင်လာပြီးအစံဘက်စစ်တပ်ကိုပြန်လည်တိုက်ခိုက်နေကြောင်းမန္တလေးခရိုင်အမှန်ကားတရင်မှာတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်။2024ခုနှစ်အောက်တိုဘာလတွင်စကိုင်းမြို့အခြေဆိုင်တက်မ33လောက်ကအမှတ်73ချိန်မြန်တရင်မှာတက်ကြတူသည်မန္တလေးခရိုင်အမှန်ကားတရင်သို့ဆက်သွယ်ကအမေ 3အမျိုးအစားတနက်တလဲ5.56ဂျီတရာတောင်ဂျီပေါက်လေးကိုအီကွေမန့်တစုံလို့ဖြင့်အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်ထို့သောလက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်ရောက်လာပြီးမန္တလေးခရိုင်အမှန်ကားတရင်မှစုငွေ7350ချီမြင့်ခဲ့ရာကွန်ပျူချီမွေးငွေအလုံးကိုလက်ခံခြင်းမရှိပဲလူအပ်တီကိုသာယူဆောင်ပြီးဂျန်ငွေများအလုံးကိုတရင်ရှံမုံငွေဖြစ်ပြန်လေလူရန်ကတရင်မှရဲဘော်များနှင့်အတူရှေ့ရန်တိုက်ပွဲများတွင်ရရဲချွန်ချွန်တိုက်ခိုက်လျက်ရှိကြောင်းသိရှိရသည် နေမြေလုံချုံရေးရအခုမှထုတ်ပြန်လိုက်တာပါ။ဘယ်နေရာမှာရောက်နေတဲ့အလင်းဝင်းချင်မာတွေဆိုပြီးထောက်ဖို့တက်သားမက်ရွှေဂျူးစီဆက်သွဲလာလို့ကျွန်တော်တို့တရင်ကရဲဘော်တွေခက်ခက်ခဲခဲသွားပြီးခေါ်ထုတ်လာခဲ့ကြတာ။သူ့ကိုဘာလို့ချင်လဲမီတော့ကျွန်တော်တို့တရင်ကရဲဘော်တွေနဲ့အတူတူစကားဆောက်ကိုပြန်တိုက်မယ်ဆိုလို့တောင်းဆိုလို့ခွင့်ပြုပေးလိုက်တာပါ။လက်ရှိရှေ့တန်းတာဝန်တွေကိုရွက်ရွက်ချွန်ချွန်ထမ်းဆောင်လျက်ရှိပါတယ်ဟုမန္တလေးခရိုင်အမှန်ကားတရင်မှာတောင်းရှိသူတို့ကရှန်ကုန်ခဲ့တဲ့တရင်ဌာနထံသို့ပြောကြားသည်။အကြမ်းဖက်စစ်ကောင်စီလက်အောက်မှရှုံထွက်၍ပြည်သူလူထုပဲရက်တွေက ခိုင်မာသောဆုံးဖြတ်ချက်ဆွေလုံလဝရိယဖြင့်တော်လိုင်းတာဝန်ထမ်းဆောင်နေသောတက်ချက်ကိုလေးစားဂုဏ်ယူပါကြောင်းစစ်ကောင်စီလက်အောက်၌တာဝန်ထမ်းဆောင်နေသောစစ်သားရဲအတင်းအဓမ္မစစ်သားစုဆောင်ခံရသူများအနေဖြင့်မြည်သည့်နေရာ၌ရောက်ရှိနေပါစေတော်လိုင်းတပ်ဖွဲ့များထံချိတ်ဆက်၍ပူးပေါင်းကအလင်းဝင်ရောက်ကြရန်မန္တလေးခရိုင်အမှန်ကတရင်ကတိုက်တွန်းထားသည် ဆက်လက်တင်ဆက်ပေးမယ့်တရင်ကြောင်းရကတော့အုပ်ဖို့မျိုးနဲ့မြောက်ချောကုန်းရရင်စစ်မှုထမ်းခြင်းမပေးနိုင်သောပြည်သူများကိုစစ်တပ်ခေါ်၍လိုက်လံဖမ်းဆီးမှုချင်းချောင်းနေသည့်ဂျေးရွာအုပ်ချုပ်ရေးမှူးတန်းလွင်ပြစ်ခတ်ခံရပြီးတိတ်ဆုံဆိုတဲ့တွင်ဖြစ်ပါရခြင်း ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မြောက်ချောကုန်းရွာတွင်စစ်မှုထမ်းခြင်းမပေးနိုင်သောပြည်သူများကိုစစ်တပ်ခေါ်၍လိုက်လံဖမ်းဆီးမြို့ချင်းချောင်းနေသည့်ဂျေးရော်အုပ်ချုပ်ရေးမှူးတန်းလွင်ကိုပြစ်ခတ်တိုက်ခိုက်ရာတိုက်ဆုံခဲ့ကြောင်းတာယာရီခိုင်အမတ်တတရင်တပ်ခွဲကဂျိုးပင်ကောင်ဟီရိုပျောက်ကြားတပ်ခွဲမှတောင်းရှိသူတို့ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်မေလ22ရက်နေ့မိုးလင်းတနအိခန့်တွင်အုပ်ဖို့မြို့နယ်လှော့စင်အုပ်စုမြောက်ချောကုန်းရွာတွင်စစ်မှုထမ်းခြင်းဟုဆိုကတအိနာလေးငွေကျပ်3သိန်းပေးရန်တောင်းခံပြီးမပေးနိုင်တဲ့ပြည်သူများကိုစစ်တပ်ခေါ်ကဖမ်းဆီးခိုက်မိဟုချင်းချ ောင်နေသည့်အုတ်ချုပ်ရည်မှုကိုတန်လင်းကိုတာလီကနှင့်ခွေးချောင်းကြီးအနီးကလန်မိုင်းတွင်ပြစ်ခတ်တိုက်ခိုက်ရာတည်ဆုံခဲ့ကြောင်းသိရှိရသည်အဆိုပါတိုက်ခိုက်မှုကိုတာယာရီခန်အမှတ်တတရင်တက်ခွဲကဂျိုးပင်ကောင်ဟီရိုပျောက်ကြားတက်ဖွဲကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရှယ်ပေါ်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည် ပြည်သူများကိုအနိုင်ကျင့်ဆက်မှုမဖြစ်မနေထမ်းခိုင်းနေသောအုပ်ချုပ်ရေးမှူးများကိုနေရာမဆိုင်တုတ်တင်ရှင်းလင်းသွားမည်ဖြစ်ကြောင်းသတိပေးကြေညာအပ်ပါသည်မိဘပြည်သူများအနေဖြင့်ဆက်ကဆနှင့်ဆက်ကဆိုင်ရန်နေရာများနှင့်ဝေးဝေးရှောင်ကြပါရန်တာယာရီခန့်အမှတ်တတရင်တက်ခွဲကဂျိုးဝင်ကောင်ဟီရိုပြောင်ကြားတက်ခွဲကသတိပေးနှိုးဆော်ထားသည်ဆလဘီမော်လမြိုင်တန်ဖြူစီရဲ့လမ်းမရှိအမတ318တရင်ကိုတိုက်ခတ်မှုစစ်သားတို့ဒေသမီငေါအထိခိုက်တရန်ရဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် မွန်ပြည်နယ်မော်လမြိုင်တပ်မျိုးစီရဲ့လမ်းမရှိအမတ318တရင်ကိုတိုက်ခိုက်ရာစစ်သားတို့သေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမွန်ပြည်တဲ့ပါတီအာနာရှင်တိုက်ဖြတ်ရေး NSPAD ကသတင်းထုတ်ပြန်ထားသည် မေလ20ရက်နေ့မွန်လယ်12နာရီခန့်တွင်တံပြိုစရက်လမ်းမကြီးပေါ်ရှိမူးတော်မြို့နယ်ရောင်းထောင်းကျေးရွာအနီးတပ်ဆွဲထားသောကျမ်းပတ်စစ်တပ်၏အာမဒ318တရင်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုအတွင်းအပြန်အလှန်ထိတွေ့တိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးအကျမ်းပတ်စစ်သားတို့တေဆုံးကငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။အဆိုပါတိုက်ခိုက်မှုကိုမွန်ပြည်တဲ့ပါတီဆက်အာနာရှင်တိုက်ဖြတ်ရေး NSB AD အဖွဲ့ကပြုလုပ်ခဲ့ပြီးတိုက်ပွဲအတွင်းတော်လိုင်းရှဲဘော်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ ရှကုဆလဘီတောင်တွင်ကြီးမြို့နယ်တွင်ပြည်သူများထံမှစစ်မှုထမ်းကြီးအတင်အဓမ္မကောက်ခံနေသောအမှုပွဲစားရှဲခိုင်ပြစ်ခတ်ခံရပြီးတိတ်ဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းတောင်တွင်ကြီးမြို့နယ်တွင်ပြည်သူများထံမှစစ်မှုထမ်းကြီးအတင်းအဓမ္မကောက်ခံနေသောဂွေတော့ခုံကြီးရွာမှအမှုပွဲစာရဲခိုင်ဆိုသူကိုပြစ်ခတ်တိုက်ခိုက်ရသည့်ဆုံးခဲ့ကြောင်းမကွေးပြောက်ကြားတပ်တော်ဝန်ခံကိုကန့်ကြီးမောင်ကရှန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည်မေလ20ရက်နေ့နေ့လယ်12နာရီခွဲအချိန်တွင်၎င်း၏နေအိမ်တွင်ဝင်ရောက်ပြစ်ခတ်ရှင်လင်းခဲ့ခြင်းဖြစ်ကြောင်းအမှုပွဲစာရဲခိုင်သည်အကြမ်းဖက်ရှဲများနှင့်ပူးပေါင်း၍ရရဲရွာရီမှပြဿနာများကိုမှတ်တရအမှုဖွင့်စာခြင်းနှင့်အုပ်ချုပ်ရေးမှုပြန်လည်နှင့်အတူပြည်သူများထံမှစစ်မှုထမ်းကြီးများကောက်ခံ၍ရှင် 眼睛片状都需要的。 ခွေတော်ခုံကျေးရွာသည်ပရက်ကျဲရဲစခန်းနှင့်အနီးကပ်ဆုံးတွင်ရှိကပြူစောထိပ်တင်တန်းတက်ရောက်ထားသူခုနှစ်ဦးရှိသည်ဟုကြားသိရကြောင်းအဆိုပါပြူစောထိပ်များစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများတလန်များပြည်သူစစ်များထွေအုပ်ဝန်ထမ်းများစရေးများနှင့်သက်ဆိုင်ရာဝန်ထမ်းများတွင်ပြည်သူကောင်ရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းရှင်နှင့်ပြည်သူကိုမျက်နှာမမူဘဲဆက်လက်ဆိုးဝါးနေပါကရှင်းလင်းသွားမည်ဖြစ်ကြောင်းပြည်သူများအနေနဲ့လည်းအကြမ်းဖက်စစ်ကောင်စီဝင်များရှိရာနေရာများနှင့်ဝေးဝေးနေကြရန်လဲမကွေးပြောက်ကြားတက်တာဝန်ခံကိုကံကြီးမောင်ကသည်ပြောဆိုသည်အဆိုပါတိုက်ခိုက် မှုကိုမကွေးပြောက်ကြားတန်းနဲ့တောင်တင်းကြီးဖိုက်တာ4 LBDF တို့ကပိုးပေါင်းကပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရကတော့တောင်တင်းကြီးနဲ့အတင်းထမပေါ်တာဆွဲခံရပြီးအောင်စီရစစ်ကြောင်းပို့ခံရသူနှစ်ဦး KNL ထံအလဲဝင်လက်ပြေးဆိုင်လုံသားနဲ့တောင်သူဖြစ်ပြီးအရက်သားဘွားဖြစ်နေလို့ရေးအလင်းဝင်လာဟုဆိုဆွဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းတောင်ရင်ကြီးမြို့နယ်ရင်းစစ်ကောင်စီကအတင်းအဓမ္မပေါ်တာဆွဲစုဆောင်ခံရပြီးနောက်ခရင်ပြည်နယ်ရှိအောင်စီရစစ်ကြောင်းထံပို့ဆောင်ခံရသူနှစ်ဦးသည်ခရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ထံအလင်းဝင်လာကြောင်းကာယကံရှင်တို့၏ထွက်ဆိုချက်ကို KNL စစ်ဌာနချုပ်ကထုတ်ပြန်သည်ပြည်သူ့စစ်မှုရန်တပ်သားတဲ့ကိုကျော်မင်းထွန်းအလင်းဝင်ရောက်ရမှုအကြောင်းရင်းပြောဆိုချက်ကိုရှမန်နေမေလာ22ရက်နေ့တွင် KNL စစ်ဌာနချုပ်ကထုတ်ပြန်ခဲ့ပြီးပြည်သူ့စစ်မှုရန်တပ်သားတဲ့ကိုစန်းကိုပြောကြားချက်ကိုပြီးခဲ့သည့်9ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်အဆိုပါတပ်သားများ ိုက်ထွက်ဆိုချက်အရနှစ်ဦးစလုံးသည်မကွေးတိုင်းတောင်ရင်ကြီးမြို့နယ်၌အတင်းအဓမ္မဆက်သားစုဆောင်ခံခဲ့ရခြင်းဖြစ်သည်တပ်သားတဲ့ကိုကျော်မင်းထွန်းသည်တောင်ရင်ကြီးမြို့နယ်ရှိကျေးရွာတရွာမှဖြစ်ပြီးနေရင်၌ရှင်နေစဉ်ရဲများကလာရောက်ခေါ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည် မနေ့ရှင်းနိုင်ထိုးနေတဲ့အိမ်နေရာကနေနွားလေးကိုဟိုဘက်ကိုရွှေ့နေတဲ့အချိန်ရဲတွေကားသုံးစီးနဲ့လာပြီးဆွဲတာပါဟုကိုကျော်မင်းထွန်းကပြောသည်တောင်နှင်းကြီးမြို့စူဆောင်ရီမှတဆင်ဟိုပုံမြို့၌တင်းနှံနှလားခွဲတက်ခိုင်းကတင်းနှံအပေတွင်တရင်တစ်ခု၌တပတ်ကြာနေရပြီးအောင်စီရစစ်ကြောင်းထံပို့ဆောင်ခံရသည်ဟုဆိုသည် တမ်းပြီးတော့ရှေတန်းကိုခေါ်ချလာတာအောင်စီယာစစ်ချောင်းကိုရောက်လာတာနှစ်လလောက်ပဲရှိပါသေးတယ်။အဲလိုမျိုးရင်းညီလေးတို့ကမတိုက်ခိုက်ချင်ဘူးဟုကိုကျော်မင်းထွန်းကပြောသည်။စစ်ကောင်စီအတင်းအဓမ္မလှုံ့ဆော်ချက်တွေတဘာဝမကြဟုလည်း၎င်းကပြောသည်။ သူတို့ကအဲ့ဒီလိုမျိုးကြီးတွေတစ်ဖက်စင်းနေနဲ့အာနာကြီးနဲ့မဖြစ်မနေလဲဝင်ရမယ်။နောက်ကနေဘလို့ဒုက္ခတွေပဲဖြစ်ဖြစ်ဝင်ကိုဝင်ရမယ်ဆိုနောက်ကမိသားစုတွေအကုန်လုံးကညီလေးတို့အပါအဝင်စက်နဲ့ပြည်သူလူထုတွေအဲ့ဒီလိုဒုက္ခတွေရောက်နေတယ်။အဲ့ဒီလိုမျိုးကြီးတဘာဝမကြပါဘူးဟုကိုကျော်မင်းထွန်းကပြောသည်။လက်နဲ့မကန်ရပဲတော်လန်ရဲ့အဖွဲအထောက်ကိုပြုစီမိအလုံးများတာဝန်ပေးပါကလှုပ်ချင်ပါသေးဟုလည်း၎င်းကပြောသည်။ အောင်စင်းရစစ်ကြောင်းရှိတငယ်ချင်းများဆဲအာနာရှင်လက်အောင်နိုင်မနေပဲအမြင့်ဆုံးလွတ်မြောက်ပါစေဟုလည်းကိုကျော်မင်းထွန်းကဆုတောင်းခဲ့သည်တတကိုစံကိုကလည်းလပိဆိုင်၌အလုံးလုံးရင်ပေါ်တာဆွဲခံရခြင်းဟုပြောပြသည်လပိဆိုင်မှာအလုံးလုံးရင်အိမ်ပြန်လာတော့ပေါ်တာဆွဲခံရတာကျွန်တော်တနက်မကိုင်းခြင်းတော့လို့တီကိုလာပြီးအလင်းလာဝင်တာပါကျွန်တော်အရက်သားဘဝပြန်နေခြင်းလို့ပါအဲ့ဒါကြောင့်မဟုတ်ကိုစန်းကိုကပြောသည် ထွက်ပြေးစဉ်တော်လိုင်းတက်ဖွဲ့များဖမ်းမိပါကတက်ပြစ်သေးဟုလဲစစ်ကောင်စီဘက်ကပြောတော့လဲလက်တွေတွင်ကောင်းမွန်စွာဆက်ဆန်းကြောင်းကိုဆန်းကိုကပြောသည် KNL စစ်ဌာနချုပ်သည်အောင်စီယာစစ်ကြောင်းမှထွက်ပြေးလာပြီးတော်လိုင်းတက်ဖွဲ့များထံအလင်းဝင်လာသည့်စစ်ကောင်စီတက်ဖွဲ့ဝင်များ၏ထွက်ဆိုချက်ကိုထုတ်ပြန်ပေါ်ပြလေရှိပြီးအလင်းဝင်လာသူအများစုသည်ပြည်သူစစ်မှုထမ်းတပ်သားတင်များဖြစ်ပြီးစစ်ကောင်စီကအထမစူဆောင်းကရှေ့တန်းကိုပို့ဆောင်ခံခဲ့ရသူများဖြစ်သည် KNL ကလည်းစစ်ကောင်စီတပ်သားများအနေဖြင့်စစ်ဘုတ်ချုပ်ကြီးများအကျိုးစီးပွားကိုကာကွယ် င်မပြုတ်ပဲပြည်သူတော်လှန်ရေးအဖွဲ့များနဲ့ပူးပေါင်းရန်ဖိတ်ခေါ်ထားသည်လက်ရှိတွင်ကရင်ပြည်နယ်ဒေါနာတောင်ပေါ်၌တော်လှန်ရေးတပ်ဖွဲ့များ၏ပိတ်ဆို့တိုက်ခိုက်ခံရသောအောင်စီယာစစ်ကြောင်းမှအထည်နာနေသည်ဒေါနာတောင်ပေါ်တောနော့ရှိတကောအနေတွင်ပိတ်မိနေသည်မှလည်းတစ်နှစ်ကျော်ရှိနေသည်